န်းတွေကမတရားတွေကတော့များတယ်ဗျဒါပေမဲ့ကျွန်တော်အဲ့အလွမ်းတောင်ပေါ်မှာရိုက်တဲ့စင်းတွေကတော့တကယ်ဦးကိုယ်ကလိုက်ငူရတဲ့စင်းလေးဗျာဒီလားအဲ့လမ်းခွဲတဲ့ဟာတွေဟောအဲ့စင်းလေးကတော့အမတ်တရားပါပဲဟောပြီးတော့နေဘူးကြီးထဲမှာရိုက်ရတယ်ပြီးတော့တကယ်ဦးနေရခေါင်းတက်တက်မှာဒါပေမဲ့အဲ့တိုးဆောင်တွေကမူးပြင်းနဲ့ငူရမှာပြောမယ်ဆိုရင်ပေါ့အဲသူလဲကိုက်တာမိသွားတယ်ဗျမိသွားတဲ့ချိန်မှာ သူငိုတဲ့ချိန်လေအကုန်လုံးဆက်ဖွဲ့တရားစားပါမမြိုက်ဘူးဝင်နေရဟုတ်လားအဲ့လောက်ထိဟိုကအကုန်လုံးပါလာတယ်ဗျာသိလားဟိုရရတာကြီးကမိုက်တယ်ဗျာအပြင်အတန်နေကြာတော့ကတော့မမှုမျက်နှာမာတယ်ပေါ့မာလာဆိုကြကျွန်တော်ကလည်းကြီးစရာတအားပြော့တတ်တဲ့သူဆိုတော့ပျော့သွားတာပေါ့ ဇက်ကပေါ့ကျွန်တော်စပြီးတော့ရိုက်မယ်လို့တည်ကလေးကိုကဟိုပေါ့နည်းနည်းလေးအလိုအခက်ခဲကြီးလည်းအများကြီးပေါ့ရှိပါတယ်ပြီးတော့ဟိုဇက်ကလည်းကျွန်တော်ငကူတွေကြိုက်ပြီးသားဇက်လေတကယ်တကယ်ကျတော့ဟိုပြီးတော့အမင်းမိသားဇက်ကြီးပြိတ္တကအများကြီးရှိတာအဲအခုရိုက်ရမယ်ဆိုရင်အခုစိုးဇက်ကလည်းကျွန်တော်ရိုက်မယ်ဆိုတော့သူလည်းဟိုဝမ်းသာရဗျာအဲ့ဒါနဲ့ပဲဒီဇက်ကရိုက်ဖြစ်တယ်ရိုက်ဖြစ်တဲ့အချိန်မှာကလည်းကျွန်တော်အရင်ရိုက်ခဲ့တဲ့ကားဒီထက်ကိုကျွန်တော်အများကြီးပြင်ပန်းတယ် အများကြီးလေးအားဆိုင်ရတယ်ပြီးတော့ကိုလူချင်းတလောက်ပေါ့ကိုလူချင်းတာထက်ပေါ့ပို့ပြီးတော့လဲဟိုရပါတယ်ဟုတ်ပြောမယ်ဆိုရင်ပေါ့အဲသူလဲကြိုက်တာမိသွားတယ်ဗျမိသွားတဲ့အချိန်မှာသူငိုတဲ့အချိန်လဲအကုန်လုံးဆက်ဖွဲ့တရားစားပါမမြဲယူဝင်နေရဟုတ်လားအဲ့လောက်ထိဟိုကအကုန်လုံးပါလာတယ်ဗျာတိလားဟိုရရတာကြီးကမိုက်တယ်ဗျာဟို feeling ရလေဟုတ်သူစက်ကောင်နာမည်ဟာအဲသူစက်ကောင်နာမည်ကဗာလဲဇာနင်းမျိုး နေမျိုးဟုတ်ဟုတ်ပါပြီအဲ့တော့သူ opening scene မှာတည်းကဇာတိမျိုးဖြစ်လာဇာတိမျိုးသက်ကောင်ဝင်နေပြီဟုတ်တယ်သူကကျွန်တော်တို့ဒီ secretary မှာတည်းကသူဖြစ်နေပြီဗျာတကယ်ကြရတော့ကြာတော့ကျွန်တော်နည်းနည်းတော့အစိုးရမှုရှိရတို့တော့သူအကုန်ပြင်ဆင်လာတယ်မမူးလဲထုံဒီလကောင်ပဲမမူးလဲအများကြီးပြင်ဆင်လာရပဲမိုက်တယ်ဟုတ်အဲဘယ်လိုပြောမလဲဟိုဒါဝိုင်းသီးဥဆောင်နေလीဝိုင်းသီးဆောင်တော့သူတို့ဇက်ကောင်ဆိုင်ထဲဝင်သွားပြီဆိုတာ ਨੇ သူတို့ကိုယ်တိုင်ကဒီဇက်ကောင်ဆိုင်ထဲကိုရောက်သွားတာပေါ့ အဲအဲအဲ့အတွက်ကြောင့်လဲသူကအများကြီးကျွန်တော်ကပြောစရာတော့မလိုဘူးအဲနည်းနည်းဟိုပေါ့အပြင်အတန်လေးကြားတော့ကတော့မမှုမျက်နှာမာတယ်ပေါ့မာလာဆိုတော့ကျွန်တော်ကလည်းကြီးစရာတအားပြောတတ်တဲ့သူဆိုတော့အပြော့သွားတာပေါ့အဲစုံငန်းတွေကမတရားတွေကတော့များတယ်ဗျဒါပေမဲ့ကျွန်တော်အဲ့အလွမ်းတောင်ပေါ်မှာရိုက်တဲ့စင်တွေကတော့တကယ်ဦးကိုယ်ပဲလိုက်ငူရတဲ့စင်လေးဗျာဒီလားအဲ့လမ်းခွဲတဲ့ဟာလေးဟုတ်အဲ့စင်လေးကတော့အမှတ်တရပါပဲဟောပြီးတော့နေဘူးကြီးထဲမှာ ရရတယ်ပြီးတော့တကယ်ကိုနေရခေါင်းတက်တက်မှာဒါပေမဲ့အဲတိုးဆောင်လောက ngu ပြည့်နဲ့ ngu ရမှာအဲအဲအဲ့ချိန်လေးကတော်တော်လေးကိုကျွန်တော်လည်းဒါမရရင်ကျွန်တော်လည်းအဆင်မပြေဘူးဒါပဲကျွန်တော်ဒီနေ့အတွက်ကဒါပဲဒါရမှဖြစ်မယ်ဟုတ်အဲအဲ့လိုလေးပေါ့ရိုက်ခေသူတို့ကလည်းတကယ်ကိုမူကြီးတွေနဲ့လှုပ်ရတဲ့ခါကျတော့အကုန်ငိုရတာဒီလားထိုင်ကြည့်နေသူတွေမိုက်ပါရောဟုတ်ပါပြီအဲ့တော့ဒါမေရစ်အပိုင်းလေးလည်းပြောပြလို့ ဟုတ်မေကတော့မမူရဲ့ဟာပေါ့အကူပေါ့အကူစွာကသူကဟိုနက်စမာလေးပေါ့နက်စမာလေးအနေနဲ့ပါတယ်ဒါမမူခံစားရသမျှဟိုသူလည်းလိုက်ခံစားပြီးတော့အဲ့စိတ်နဲ့ပဲသူနေနေတာပေါ့အဲ့လိုပုံစံလေးပါသူနေလိုက်တဲ့စက်ရုပ်လေးပဲပေါ့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကအိမ်မှာတော့နည်းနည်းပုံစံပြောင်းထားရပြပုံစံပြောင်းထားရဆိုတာမမူတို့ကစပြောင်းလာတဲ့အချိန်မှာကျွန်တော်ကဟောတာဆန်ဆန်မျိုးသွားထားတာကိုအဲ့မှာသူတို့ရဲ့အကြည့်တွေလို့သူတို့ရဲ့လှုပ်ရှားမှုတွေကတကယ်ဟိုပါ လိုပြောရအဲဟိုရာဆန်ဆန်နေသွားနေတဲ့ပုံစံမျိုးတွေပေါ့အဲမှာလည်းမိဂရိရောက်ပါတယ်ဟုတ်ပါ